ဒီဇက်လန်ကိုစပြီးရွေတဲ့အချိန်ကနေစပြီးတော့ရိုက်ကူးပြီးစီးတယ်ရုံပေါ်ရောက်တယ်ဆိုရင်ဒါတစ်နှစ်လောက်ကြာခဲ့ပါတယ်ဒီတောက်လျှောက်မှာကျွန်တော်ဒီ character အတိုင်းပဲအဲကျွန်တော်နေတယ်တောက်လျှောက်အဲ့လိုတရက်ပြီးတရက်ဒီ character အတိုင်းစီးမျောပြီးတော့နေတယ်ဒီ character အတိုင်းကျွန်တော်တို့တချင်းနေဖန်တီးတယ်ကျွန်တော်ရဲ့စိတ်ဝိညာဉ်ကတော့ဒီအင်းရဲ့ကျင်းသားတယောက်ပါသူကတော့ဒီထဲမှာပါဝင်တဲ့အဲ character အရာသူကအဲ အဆွဲလန်းကြီးရယ်မကြာခဏဒေါသကြီးရယ်အာစိတ်အဆုံးရောက်တယ်နူးညံ့ရယ်လည်းအင်မတန်နူးညံ့သွားတယ်တခါတလေမှလည်းအင်မတန်ကြမ်းတမ်းခက်ထန်လာတယ်ဆိုတော့ဒီအာဒီစိတ်ဝေဝေဒနာရှင်ပေါ့ထိုင်ထိုင်တတန်ပတ်စံကျွန်တော်ပေးမယ်သူရောင်းပေးလိုက်လောကမှာငွေပေးတိုင်းမရတဲ့ຢာတွေအများကြီးရှိနေအဲ့ဒီမှာဒီသင်းလိုက်ပါတယ်တချို့ကိစ္စတွေကအမှုပညာသမားအချင်းချင်းပြောမှအဆင်ပြေတာအာဒီရုပ်ရှင်ထဲမှာက ရမခကဒီကျွန်တော်တို့ရိုက်ပြထားတဲ့ဇက်လန်း မဖြစ်ခင်ကတဲ့ဟာဒီရုပ်ရှင်မင်းသမီးမေဝင်းဟာရမခါကဆွဲလန်းနေခဲ့တာမေချက်ကနာတဲ့ယာယာတောင်းလို့မေယုံပေပါမျောလင်းချက်လေးအောင်လေးစိတ်ကကြိုးရိုက်တုန်းကရမခါကဒီစိတ်တန်ရနဲ့ထရမာနဲ့ကြီးပြင်းလာတဲ့လူတစ်ယောက်ဖြစ်ပါတယ်ဒါ ိုအရက်စကားနဲ့ပြောရင်ရင်ရင်လေးယူနေတယ်လို့ပြောလို့ရမှာပါအဲဒီ character အတွက်အဲကျွန်တော်ဒီစိတ်ပညာစာအုပ်တွေပြန်ဖတ်ဖြစ်ပါတယ်ပြီးတော့ဒီစိတ်ပညာအာဟိုဟိုပါပညာရှင်တွေနဲ့လည်းကျွန်တော်တို့ဆွေးနွေးပါတယ်ပြီးတော့ဒီ director ရဲ့မင်းသမီးရဲ့စာရေးဆရာရောဒီဒီစိတ်ပညာဆရာရော ကျွန်တော်တို့ rehearsal တွေလုပ်တယ်အချိန်ချင်းဆွေးနွေးပြီးမှဒီဇက်ကောင်ကို မွေးမြူယူယူခဲ့တာဖြစ်ပါတယ်။ကျွန်တော်ရဲ့စိတ်ဝိညာဉ်အားတော့ဒီအိမ်ရဲ့အကျဉ်းသားတရားအချိန်ကတော့အများကြီးပါပဲဒီဒီဇက်လန်ကိုစပြီးရွေးတဲ့အချိန်ကနေစပြီးတော့ရိုက်ကူးပြီးစီးတယ်ရုံပေါ်ရောက်တယ်ဆိုရင်ဒါတစ်နှစ်လောက်ကြာခဲ့ပါတယ်ဒီတောက်လျှောက်မှာကျွန်တော်ဒီ character အတိုင်းပဲအဲကျွန်တော်နေတယ်တောက်လျှောက်အဲ့လိုတရက်ပြီးတရက် ဒီ character အတိုင်းစီမျောပြီးတော့နေတယ်ဒီ character အတိုင်းကျွန်တော်တို့တချင်းနေဖန်တီးတယ်အဲပြီးတော့အဲဒီ dialogue ကတော့စာရေးဆရာဖန်တီးတယ်ဒီဒီစကားတွေ dialogue တွေကျွန်တော်အဲပူးပြီးတော့ယူတယ်အဲပြီးတော့ရိုက်ကူတယ်ရိုက်ကူပြီးတဲ့နောက်မှာလဲဒီဖြတ်တာကနေဒီ guitar ဖန်တီးတဲ့ဟာတွေအကုန်လုံးပေါ့နောက်ဆုံးရုံပေါ်ရောက်တဲ့အထိကဒါပြောရရင်ပြီးခဲ့တဲ့တစ်နှစ်ပတ်လုံးကိုကျွန်တော်ကဒီရံမခဆိုတဲ့စိတ်ကြီးနဲ့ကိုကျွန်တော်နေနေခဲ့တာပါ ရုပ်ရှင်ရုံပေါ်ရောက်သွားတဲ့အချိန်မှပဲဒါဟိုကျွန်တော်စိတ်ထဲကနေလုံးလုံးလဲလဲထုတ်နိုင်ခဲ့တာပါ when you need down ပါတယ်ဒီတစ်ခါတော့ခွင့်လို့ပေးကျွန်တော်မင်းကိုလက်ထပ်ပေးရစေကျွန်တော်လက်ခံပါနော်မင်းမရှိရင်나 you my အာဒီရုပ်ရှင်ထဲမှာကရမခကဒီကျွန်တော်တို့ရိုက်ပြထားတဲ့ဇလံမဖြစ်ခင်ကတည်းကဒီရုပ်ရှင်မင်းသမီးမေဝင်းဝါကိုရမခကဆွဲလန်းနေခဲ့တာပေါ့အာသူကတော့ဒီထဲမှာပါဝင်တဲ့အဲ character အရာသူကအာအဆွဲလန်းကြီးရယ်မကြာခဏဒေါသကြီးရယ်အာစိတ်အဆုံးရောက်တယ်နူးညံ့ရလဲအင်မတန်နူးညံ့သွားတယ်တခါတလေမှလည်းအင်မတန်ကြမ်းတမ်းခက်ထန်လာတယ်ဆိုတော့ဒီအာဒီ စိတ်ဝေဝေဒနာရှင်ပေါ့အဲပြီးတော့အစွဲလန်းကြီးတာဖြစ်တဲ့အတွက်အဲသူကဒါဒီ music လုပ်တယ်ဆိုရင်လည်းသူဒါသူစံနေရာတီးတယ်ဒီ music တစ်ခုတည်းဝယ်သူစွဲလန်းပြီးတော့လုပ်တယ်အဲ့လိုပဲဒီကားထဲမှာပါတဲ့မင်းသမီးလေးမေဝင်းဝါကိုသူစွဲလန်းသွားတယ်ဆိုတဲ့ချိန်မှာလည်းသူကဒါဟိုလုံးဝ100%အဲ့လိုအပြည့်အဝပေါ့နော်ယူတော့စွဲလန်းနေတယ်ပေါ့အဲ့ဒါဒါကဇက်လန်းစပြီးတော့ဟိုဒီ ရုပ်ရှင်ကိုစပြလိုက်ပြီဆိုကြတဲ့ဟိုကယမခဟာမေဝင်းဝါကိုဆွဲလန်းပြီးသားဖြစ်နေပြီနောက်ဆုံးဇတ်သိမ်းခန်းရောက်တဲ့အထိပေါ့ကျူးတယ်ဆိုရင်တော့မင်းကိုချက်မှုမရှိလာပဲဖြစ်မှာချိလိုက်လားဆရာကြီးရဲ့မမြင်ဘူးတာကြားနေမှာမင်းကတနေ့တနေ့ပူပူလာလာတာဟုတ်မေမင်းမင်းမေဝင်းဝါရဲ့ဖန်မီတင်ဘွဲ့ကိုမကြာခင်မှာစတင်တော့မှဖြစ်ပါရဲ့ခင်ဗျာတရားသူတရားဝင်သတို့သားလောင်းဖြစ်ပွဲဆုပ်ဝင်မှာဥစ္စာဟော ယမခကငယ်စဉ်ကတည်းကဒါဟိုဒီစိတ်ဓာတ်ရာတွေနဲ့ကြည်ပြင်းခဲ့ရတယ်မိသားစုအဆင်မပြေမှုတွေရှိတယ်အမိဘကလည်းအဟိုဒီလူမမယ်ကလေးကနေကွဲသွားတယ်နောက်ပြီးတော့သူအဖိုးဖွားနဲ့ကြည်ပြင်းရတယ်ဓာတ်ရာတွေအများကြီးရတယ်ဆိုတော့ဒါ तू ကဘဝနာတဲ့လူတယောက်ပေါ့ဗျာဒါကြောင့်စိတ်ဓာတ်ရာရခဲ့တာပေါ့ဒီလိုဘဝမျိုးကဘယ်သူမှဟိုမဖြစ်တော့ကောင်းတာပေါ့ကျွန်တော်လည်းမဖြစ်ချင်ပါဘူးအားလုံးကိုလည်းမဖြစ်စေချင်ပါဘူး အဲ့ဒါတော့မသိဘူးဗျာအဘမတ်ချင်ငါဗီဒီယိုငါခွင့်ပြုချက်မရှိပဲ లైవ్ မော်တင်တာငါလုံးဝလက်မခံနိုင်ပန်းရှင်ရှိပြီးသားလူကိုကြောက်ဖို့စဉ်းစားပါနဲ့ဟေးရမခမင်းရဲ့လူဆိုရင်ကို့လူကိုနိုင်အောင်ထိမ့်ပါဘူးသူနဲ့ကျွန်တော်နဲ့ဘာမှမဆိုင်ဘူးကိုရမခအာဟာလေးဒီစိတ်စိတ်ပညာအင်မတန်ဟိုဟာဟိုကျေပြန့်ပါတယ် ဒီစိတ်ဝေဒနာအမျိုးမျိုးရှိတယ်ဟို delusion ဖြစ်တာကိုအမျိုးမျိုးရှိတယ် hallucination ဖြစ်တာကိုအမျိုးမျိုးရှိတယ်အဲကျွန်တော်ဟိုဒီလိုအချမ်းမြင်ပြောလို့မရဘူးခင်ဗျာဒါကဆရာဝန်တွေပညာရှင်တွေပြောရမယ်ဒါပေမဲ့စကားမျိုးပါကျွန်တော်ဒီလောက်မတက်ကြွနားမလည်ပဲနဲ့ကျွန်တော်ဘာမှဟိုဝင်မပြောလို့မရပါဘူးအကျွန်တော်ကတော့ဒီရုပ်ရှင်ဖန်တီးတဲ့နေရာမှာအကျွန်တော်ရဲ့ဟိုရုပ်ရှင်ကိုဆွဲလန်းယူသွဆွဲလန်းမှုက ဒီဝင်ပြီးတေးဥဆောင်တာတခုလည်းမဟုတ်ပါဘူးကျွန်တော်ရုပ်ရှင်ကိုဖန်တီးရတာကိုဟိုကြိုက်တာပါကျွန်တော်တချင်းဆိုတဲ့နေရာမှာဆိုရင်လည်းတချင်းဆိုရုံဆိုတာပဲမဟုတ်ဘူးတချင်းတပုတ်ဖန်တီးရတာကိုကျွန်တော်ကယူတော့ဆွဲလန်းနေတူပါအဲ့တော့ဒီရုပ်ရှင်ဖန်တီးတဲ့နေရာမှာလည်းကျွန်တော်ဟိုကိုတေးဥဆောင်တဲ့နေရာအဲ့လိုပေါ့နော်တခုလည်းမဟုတ်ဘဲနဲ့ကျွန်တော်တခြားနေရာကြီးလည်းကျွန်တော်တာဝန်ဝင်ဝင်ဝင်ယူလေးရှိတယ်ဝါသနာပါလို့ပါအဲ့တော့ရုပ်ရှင်တချင်းတွေကိုကျွန်တော်ဖန်တီး လေးရှိပါတယ်အဲရုပ်ရှင်ဇာတ်ကားတော်တော်များများကျွန်တော်ရိုက်တဲ့တဲမှာကျွန်တော်ရုပ်ရှင်တခြင်းတွေကိုဖန်တီးလေးရှိတယ်အဲဒီတဲမှာလည်းအဲတခြင်းအသစ်၃ပုဒ်ပါဝင်ပါတယ်မေချေကနာတရာယာတာငုံငယ်ယုံ ဇက်ကားကိုစပြီးတော့အာစတယ်လိုက်ကလေးကကျွန်တော်ကဒီစိတ်ကိုသွင်းပြီးတော့နေတာဟုတ်ဆိုတော့ဆိုင်းဆိုင်းခမ်းလိုက်ရေးတဲ့တခြင်းတွေဆိုတာထက်ရံမခရေးတဲ့တခြင်းတွေဆိုတာမျိုးဟိုဖြစ်နေတာပေါ့ဒီတရားတခြင်းတွေအာကျွန်တော်တော့ဒီရုပ်ရှင်ကိုဟိုကိုငချင်းကိုချင်ပြီးပြောရရင်ကျွန်တော်စလဲဆုံးကြိုက်ပါတယ်ဒီထဲမှာပါတဲ့ character တွေအကုန်လုံးကြိုက်တယ်ရံမခ character လည်းကျွန်တော်ကြိုက်တယ်ဂျန်နဲ့ character တွေအကုန်လုံးလည်းကျွန်တော် ကြိုက်ပါတယ်ကျွန်တော်တို့ကဗျာဒီမှာယုံပြသစနစ်အရာဟိုအကြာကြီးပြလို့မရဘူးရန်ကုန်မှာတော့အဲ့လို3 5ပတ်ဆက်ပြသွားတဲ့ယုံတွေရှိပေမဲ့လည်းနေဒီမှာဆိုရင်တစ်ပတ်ပြပြီးယုံဆင်းသွားရတာဆိုတော့မကြည့်လိုက်ရတဲ့ပြဿနာတွေလည်းအများကြီးရှိနိုင်ပါတယ်ယုံမလားခင်းနိုင်တဲ့ပြဿနာတွေလည်းအများကြီးရှိနိုင်ပါတယ်အခုမေလ25ရက်နေ့ခန်နေ plus မှာပြမှာဖြစ်ပါတယ်အဲခန်နေ plus မှာကျွန်တော်ရဲ့အရှိကအာဘဒေါကရဲ့ဂီတာတို့ စစ်သူသားပန်းတော်ဝင်ဖြစ်ခဲ့နေလို့လည်းဟိုပြထားတာဖြစ်ပါတယ်အဲ့တော့အခုစိတ်ကကြုံမကြည့်ရသေးတဲ့ပြည်သက်တွေအားလုံးလည်း Canon Plus မှာကြည့်လို့ရပါတယ်